ောက်ကိုရီးယားနိုင်ငံကနျူကလ িয়ার အစီအစဉ်ကိုဘရောမှဆွန့်လွတ်မှာမဟုတ်ဘူးလို့အကြီးအကဲမြောက်ကိုရီးယားတန်တမန်တူကပြောကြားလိုက်ပါတယ်။တနင်္လာနေ့ကကုလသမဂ္ဂထွေထွေညီလာခံမှာမိန့်ခွန်းပြောကြားချိန်မှာမြောက်ကိုရီးယားဒုတိယနိုင်ငံရဲ့ဝန်ကြီးကင်ဆွန်ဂျောင်းကမြောက်ကိုရီးယားနိုင်ငံရဲ့ယက်တီချက်ကိုပြောကြားခဲ့တာပါ။အမေရိကန်တောင်ကိုရီးယားနဲ့ဂျပန်တို့ရဲ့ပူးရဲစေလေ့ကျင့်မှုတွေဟာမြောက်ကိုရီးယားရဲ့နျူကလ িয়ার နဲ့ဒုံးကျည်ချိန်ချမှုတွေကိုလက်တုံ့ပြန်ဖို့ပုံစံတူလေ့ကျင့်နေတာလို့သူကဆိုပါတယ်။ မြောက်ကိုရီးယားကိုနျူကလ িয়ার နဲ့တိုက်ခိုက်နိုင်တဲ့နည်းလမ်းတွေအစမ်းလေ့ကျင့်တဲ့အဆိုပါသုံးနိုင်ငံကို၎င်းကဝေဖန်ခဲ့ပြီးစီးရီးလေ့ကျင့်မှုတွေကကိုရီးယားကျွန်းဆွယ်မှာတင်းမာမှုတွေမြင့်တက်စေတယ်လို့ပြောပါရယ်။အမေရိကန်နဲ့မဟာမိတ်တွေရဲ့ကျူးကျော်တိုက်ခိုက်ဖို့ချိန်ချောင်းမှုကိုတံပြန်နိုင်မှုကြောင့်ကိုရီးယားကျွန်းဆွယ်မှာအင်အားချိန်ခွင်ရှာနည်းမြသွားပါတယ်လို့ကင်ဆွန်ကြောင်ကပြောပါရယ်။နျူကလ িয়ার လက်နက်ဖြတ်သိမ်းမှုမြောက်ကိုရီးယားကိုဖိအားပေးတာက အချို့ချာအာနာနဲ့တီရှိခွင့်ကိုအညံ့ခံဖို့တောင်းဆိုတဲ့သဘောတန်ရောက်တယ်လို့၎င်းကဆိုပါတယ်ဒီလအစောပိုင်းမှာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာပျုံယန်းမြို့မှာကျင်းပတဲ့ပြည်သူညီလာခံစည်းဝေးမှာမိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ်အမေရိကန်နိုင်ငံကမြောက်ကိုရီးယားကိုနျူကလ িয়ার လက်နက်ဖျက်သိမ်းမှုတိုက်တွန်းတာဆွန့်လွတ်ပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ဖို့ဆုံးဖြတ်ပါကအမေရိကန်နိုင်ငံနဲ့ဆွေးနွေးမယ်လို့၎င်းကပြောပါတယ် ဖိလပိုင်နိုင်ငံရှိကျွန်းပြည်နယ်တစ်ခုဖြစ်တဲ့စီဘူးမှာအင်အားပြင်းမြင်ကလင်တစ်ခုလှုပ်ခတ်ခဲ့လို့လူ26ဦးထပ်မံတေဆုံးခဲ့ပြီး148ဦးဒဏ်ရာရရှိခဲ့တယ်လို့အာဏာပိုင်တွေက ပြောပါတယ်ဖိလပိုင်နိုင်ငံအလဲပိုင်းမှာတည်ရှိတဲ့စီဘူးကမ်းလွန်မှာအင်္ဂါနေ့ည10နာရီဝန်းကျင်မှာမြင်ကလင်လှုပ်ခတ်ခဲ့တာပါအဆိုပါမြင်းကလင်းဟာမြေအနက်10ကီလိုမီတာကိုဗဟိုပြုပြီးပြင်းအား6.9ရှိတယ်လို့အမေရိကန်မြင်းကလင်းတိုင်းတာရေးဌာနကပြောပါရယ် ရင်းငလင်းလှုပ်ခတ်မှုကြောင့်ဆူနာမီချိန်ချောက်မှုမရှိဘူးလို့အမေရိကန်သမုဒ္ဒရာနယ်လေထုလွာစီမံခန့်ခွဲရေးဌာနကပြောပါရယ်အဆောက်အုံတွေကပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းနေပုံကိုစီဘူးမြို့မှာရန်ကူးထားတဲ့ရုပ်သံဖိုင်တွေကပေါ်ပြပါရယ်ဓပုံနေထဲမှာပြိုကျနေတဲ့ခရီးရန်ဖျားကြောင်အဆောက်အုံတလုံးကိုလည်းမြင်တွေ့နိုင်ပါရယ်စီဘူးမြို့ဟာဂျပန်ပါဝင်နိုင်ငံများစွာကခီးတွားတွေကိုဆွဲဆောင်တဲ့နာမည်ကျော်ခီးတွားဆွဲဆောင်ရာနေရာတစ်ခုဖြစ်ပါရယ် နောက်ဆက်တွဲမြင်းကလေးငယ်တွေလှုပ်ခတ်နိုင်လာကြောင်းစီဘူးမြို့ရှိဂျပန်ကောင်စီဝင်ရုံးကပြည်သူတွေကိုတိုက်တွန်းထားပါတယ်